ဖိုင်နယ်မကန်ငယ်တက်ညီလက်ညီရှုံးနေကြတယ်ဂိတ်နယ်ချက်ဖာကြီးအလုံးမဲမင်္ဂလာပါငါချောက်တန်းပလာဖိုင်နယ်ကိုတက်လန်းနေကြတယ်ဂိတ်နယ်ချက်ဖာကြီးတို့ကဆိုရင်တော့ပရီးမီးယားလိမှာတော့ဖြစ်တယ်လို့ကန်နေခဲ့ကြပါတယ်ဒါမဲ့ဂျိုင်းမှာဖိုင်နယ်ကန်ရတော့မှာဖြစ်လို့ဂိတ်ကြီးတို့ကလည်းတခြားအသင်းတွေဆော်ပြီးတောက်ကြညမှာပဲကစားခဲ့ရပါတယ်ဂိတ်ကြီးတို့ကတော့ညမာလေးနဲ့ထိတဲ့တွေ့ဆုံခဲ့ရပြီးတော့ချက်ဖာကြီးတို့ကတော့ဗီလာအသင်းနဲ့တွေ့ဆုံခဲ့ရပါတယ်ဒီဘော်ဒီမှာလည်းဖိုင်နယ်ကန်မဲ့နှစ်ပင်ကတက်ညီလက်ညီနေပဲကုန်ခဲ့ကြရပါတယ် ညီမလေးတို့ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရတဲ့ KG တို့ကညီမလေးတို့ရဲ့ဒံပလာဝင်ကွင်းအတွက်ပါပါရမီဖြစ်ပေးသွားခဲ့ပါတယ်။ညီမလေးတို့ကလည်းကုကူရီလာရဲ့တလုံးနဲ့တော့နိုင်ကုန်နဲ့ KG တို့ကိုနိုင်ရရှိသွားခဲ့ပါတယ်။ဖန်နယ်ပွဲရှိတာတော့မှ KG တို့ရဲ့လူစင်းဟာဆိုရင်လူချန်လာတယ်လို့ပြောလို့မရတဲ့အနေအထားဖြစ်ပါတယ်။ဘရူနိုသူထူးဆန်နဲ့အာမတ်တို့လိုအဓိကကစားသမားတွေကိုပွဲထုတ်လာခဲ့တာပါ။အမိုရီအနေနဲ့ဖိုင်နယ်အတွက်ဂျိုတင်ပေးစင်နာလာတော့ပြောတတ်ပေမဲ့လူစင်းကတော့တော်တော်လေးအန္တရာယ်များခဲ့ပါတယ်။ မြန်မာလီတို့ကတော့ပဲပက်ခံနိုင်ရတဲ့တိုက်စစ်မှုဂျက်ဆင်ရဲ့နေရာမှာလူငယ်ကစားသမားလေး George ကိုပဲအသုံးပြုခဲ့ပါတယ်။ကျန်တဲ့နေရာတွေကတော့မြန်မာလီတို့လည်းလူဆုံထုတ်လာခဲ့တာဖြစ်ပါတယ်။ဂေဂျီတို့ကတော့16မိနစ်လောက်မှကလေးကအဖွင့်ငိုးစတင်ရရှိခဲ့ပေမဲ့လူကျုံနေတယ်ဆိုပြီးပဲဖြတ်ခံလိုက်ရပါတယ်။ဘလူးနိုရဲ့ဖြတ်တင်ဘောကိုခေါင်းကြီးကလည်းအဆုံးသတ်ခဲ့ပေမဲ့ VAR ကပဲဖြတ်သွားခဲ့ပါတယ်။ပွဲလုံးအနေနဲ့ဘလုံးပိုင်ဆိုင်မှုကတိတ်မကွာဘူးဆိုပေမဲ့မြန်မာလူတို့ကပဲအခွင့်အရေးတွေပူရပြီးတော့ဖန်တီးမှုတွေလည်းပူရခဲ့ပါတယ်။ ပထမပိုင်းကတော့သင်္ကိုးတွေမမြင်တွေ့ရပဲနဲ့ဂုံမရှိသေးရလနဲ့သာပြီးဆုံးခဲ့ပါတယ်။မြန်မာလီလူကိုယ်တိုင်ကလည်းအခွင့်အရေးတွေပူရနေခဲ့ပေမဲ့ဂိုးရဖို့ခက်ခဲနေကြရတာပါ။အဆုံးမှာတော့ထုံးစံအတိုင်းကူကူရီလာကပဲဝင်ကယ်သွားခဲ့ရပြီးတော့52မိနစ်မှသွင်းယူခဲ့တဲ့ကူကူရီလာရဲ့ကောင်းတိုက်ဂိုးနဲ့ပဲမြန်မာလီလူလည်းနိုင်ပွဲရရှိခဲ့ပါတယ်။မာလီလူကလက်ရှိမှာဆိုရင်တော့ဂျာမန်66မှတ်နဲ့အဆင့်လေးနေရာထိကိုတက်လန်းလာခဲ့ပေမဲ့သိပ်ပြီးစိတ်ချရတဲ့အနေထားမဟုတ်သေးပါဘူး ကကြီးတို့ကလည်းဘလောက်ပဲရှုံရှုံအနောက်ကနေလည်းရှုံပေးနေတဲ့ဂျပန်ကြီးတို့ရှိနေတာကြောင့်နည်းနည်းလေးဖြစ်တာနေရဖြစ်ပါတယ်။ဂျပန်ကြီးတို့ကဒီတစ်ပတ်ပွဲစဉ်မှာလည်းဗီလာကို9ကိုကိုမရှိနဲ့ကိုရှုံနေခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲမှာဂျပန်ကြီးတို့ကတော့အဓိကကစားသမားတွေကိုအနားပေးလာခဲ့တာကိုလည်းတွေ့ရပါတယ်။ခါစမှာလဲဒေးဗီးစ်နဲ့တန်ဆိုတို့အပြင်ရက်ဂီလုံကမှအခွင့်အရေးပေးလာခဲ့ပြီးတော့ကွင်းလန်ရဲ့တိုက်ဆက်မှာလဲအရန်ကစားသမားတွေကိုပဲနေရာပေးခဲ့ပါတယ်။ဂျပန်ကြီးတို့ဘက်မှာတော့အိုပါဆွန်ပြန်ပါလာခဲ့တာကိုလည်းတွေ့ရပါတယ်။ ဂျပန်ဤတို့ဟာတပွဲလုံးမှာဂိုးပေါက်ချင်းချောင်းမှု၃ချိန်ပဲရှိခဲ့ပြီးတော့တစ်ဖက်ကဗီလာအသင်းကဂိုးပေါက်ချင်းချောင်းမှု၁၈ချိန်ထိကိုရှိခဲ့ပါတယ်။ဗီလာအသင်းအတွက်ဂိုးတွေကိုကွန်ဆာနဲ့ကာမရာတို့ကအသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ဂိမ်းနိုင်ဂျပန်ဤတို့ရဲ့ပါရမီဖြည့်မှုတွေကြောင့်ညမလေးနဲ့ဗီလာတို့ကတော့ဒံပလာဝင်ခွင့်နဲ့အချိန်ကြီးကောင်းသွားခဲ့ပါပြီ။ဆောင်းကြီးချီပီရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။